ဆိုတော့ငလင်းနဲ့ပတ်သက်ပြီးတော့ကုဆက်ပြန့်နှံ့နိုင်တဲ့ယောဂါတွေအကြောင်းအကျေတွင်းဆွေးနွေးပြီးတဲ့နောက်မှာဒီယောဂါတွေကျွန်မတို့တားဆီးဖို့ရန်အတွက်ကိုကာဝယ်ဆီးထိုးလို့ရတဲ့အနေအထားတွေအဲ့ဒီကာဝယ်ဆီးတွေဟာကျွန်မတို့ပုံမှန်အားဖြင့်အဲပုံမှန်ထိုးရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်း available ဖြစ်နေရအမြဲရနိုင်နေဆွေးဆီးမျိုးရှိသလိုအဲ ဖော်ထုတ်စေပေါ့နော်စမ်းသက်စစ်ဆေးစေလူတွေမှာတကယ်တမ်းကုသကာဝယ်နိုင်စွမ်းရှိမရှိဆိုတာကိုကျွန်တော်တို့အဲသူ့ရည်တနာတွေလောက်တဲ့အနေထားတွေလည်းပဲရှိရပေါ့ဆိုတော့အဲ့ဟောင်ကျွန်တော်တို့ကနှစ်ပိုင်းခွဲပြီးတော့လေ့လာဖို့လိုတယ်လက်ရှိမှာကျွန်တော်တို့တချို့ဆိုလို့ရှိရင်ထိုးပုံမှန်တိုင်းထိုးတဲ့ကာဝယ်ဈေးထိုးတဲ့အစီအစဉ်မှာမပါသေးဆိုမဲ့မလေးရီးယားလိုမျိုးကျွန်တော်တို့ဒီငပြားကာဝယ်ဈေးလိုဟာမျိုးတော့နောက်ပိုင်းမှာကျွန်တော်အမြဲတမ်းပုံမှန် available vaccine list ထဲမှာထည့်ပြီးတော့အဲနောက်နောက်ပိုင်း ထရိုင်လည်းထွက်လာမယ်ပေါ့လေဆိုတော့ဒါတွေကဘာလဲဆိုလို့ရှင်တကယ်လည်းပဲပြည်သူလူထုဒါအစုအပြအစုလိုက်ပြုံလိုက်ကိုကုဆတ်ပြန့်နှံ့နိုင်တဲ့ယောဂတွေအဲတဲကအရင်အရေးကြီးတဲ့ယောဂတွေဆိုလို့ရှင်ကျွန်တော်အဲ့လိုမျိုးသတ်မှတ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ဒီကာဝယ်ဆေးတွေကျွန်တော်တို့ vaccine prevent disease အကြောင်းကိုလေ့လာရဲဆိုတဲ့နေရာမှာဒီကာဝယ်ဆေးတွေနဲ့အတူပေါ့နော်ဘလိုဟာတွေကတော့ရရနိုင်တဲ့ဟာလေဘလိုဟာတွေကတော့စမ်းသပ်စစ်ဆေးဆက်ဖြစ်ပြီးတော့အရေးတကြီးလိုအပ်နေတဲ့ဟာမျိုးတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဝေဖန်လေးမှတ်ထားဖို့လိုရဲပေါ့နော် ဒီမှာကျွန်တော်တို့ vaccine preventable disease တီးဒီ WHO နဲ့သတ်မှတ်ထားတဲ့ဒီဟိုအုပ်စုပေါ့နော် available vaccine ကျွန်မခုနကပြောသလိုပဲအဲလက်ရှိမှာထိုးလို့ရရေထိုးတဲ့အခါမှာလေးပဲကျွန်တော်တို့ဒီဆေးတွေကိုဈေးကွက်ထဲမှာရနိုင်နေဆိုတဲ့အနေထားရေတခါကျွန်တော်တို့ pipeline vaccine လို့ခေါ်တယ်ဈေးကွက်ထဲမှာတော့လက်ရှိအနေထားကတော့စမ်းသပ်ဆဲဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဒီ available ဖြစ်တဲ့ vaccine list ထဲမှာတော့မပါသေးဘူးဒါမဲ့နောက်ပိုင်းမှာအဲပါလာရပါလာနိုင်တဲ့အဲ အားတွေလည်းပဲရှိရပေါ့လေဗက်ဆင်းတွေလည်းပဲရှိတကယ်လည်းပဲဒီလူမှုကိုပြည်သူလူမှုကြားထဲမှာကူးစက်ပြန့်နှံ့တဲ့နေသားတွေအအများကြီးရှိရတဲ့အကြောင်းမို့ဒါလူဆင်မတို့ကဆန်းသက်ပြီးတော့ခါကြတော့အသုတေနိုင်လုံးပြီးကြတာဖြစ်တယ်ပေါ့လေအဲ့တော့ဒီဘက်မှာတော့ဆင်မ available vaccine system မှာ cholera ပါတယ် covid vaccine dengue diphtheria နောက် hepatitis ပေါ့နော် viral hepatitis နောက်တစ်ခါကျ hemophilus influenza human papilloma virus influenza germany encephalitis malaria measles meningococcal meningitis mumps pertussis meningococcal disease နဲ့ poliomyelitis ပါမျိုးပေါ့နော်ဆိုတော့ဒီထဲမှာကျွန်မတို့ဒီ HL lab အနေနဲ့ training module ထဲမှာတရားလေးပြောပြခဲ့တာကထပ်ပြီးတော့လည်းပြောပြဖို့ရှိတာ cholera ပါတယ်ပေါ့နော်အဲ covid ကတော့အားလုံးကျွန်မတို့ပုံစံမှာရင်းနေရတာဖြစ်တဲ့ကြောင့်ပေါ့အထူးလည်းထပ်ပြီးပြောကြလို့မမြင်ဘူးပြီးတော့ဒန်ဂီပြောခဲ့ပြီးပြီနောက်တစ်ခါကျတော့ diphtheria ပေါ့နော်အဲ့တော့ diphtheria နဲ့ပတ်သက်ပြီးတော့ဟာကျွန်မတို့ရှေ့ပိုင်းကယောဂါရဲ့ဖြစ်စဉ် င်ပေါ့နော် pathogenesis နဲ့အတူဖြစ်တတ်တဲ့အနေအထားတွေပြည်သူလူတို့ဘာကြောင့်လောက်တောင်မှပြဿနာပြီးရောဂါဖြစ်ရလဲဆိုတာလေးဆီမဆရာလေးပြောခဲ့ရပေါ့နော်တခါကျမှ hepatitis viral hepatitis ကိုလည်းပဲဆီမတို့ basic laboratory step training မှာကြီးကြီးလေးလေးဆီမတို့ရောဂါဘယ်လိုစစ်ဆေးတယ်လဲဘယ်လိုအဖြေထုတ်တယ်လဲအဲဆိုရဲဆိုတာရေးတခါကျမတို့ဘာဖြစ်လို့ဒီကာဝယ်ဆေးတွေထုတ်လို့ရဟိုတို့ကလေပြီးတော့တချို့တော့ဒီ hepatitis viral hepatitis တွေဖြစ်စီရဲ့ virus တွေအားဆိုရှင် cancer ဖြစ်စေနိုင်တဲ့ဟာရှင်ကျမဆီမတို့ဒီ viral hepatitis ကိုကာဝယ်နိုင်ခြင်းအားဖြင့် cancer ကိုပါကာဝယ်မယ်ဆိုပြီးတော့ပြောရတာလေးပဲရှိရဲ့ပေါ့နော်ကျွန်တော်ဆီမဒါဒီ းတွေပဲထပ်ပြီးတော့ဒါလေး remind လုပ်တာဖြစ်တယ်။နောက်တစ်ခါကျွန်တော်တို့ marvelous influence ပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့နောက်ပိုင်းထပ်ပြီးဆွေးနွေးပေးသွားမယ် lecture ထဲမှာဒါပါအောင်မယ်ပေါ့နော်ဒါလည်းရေးကြည့်ရဲနောက်တစ်ခါကျတော့ human papilloma virus ပေါ့နော်ဒါလည်းပဲကျွန်တော်တို့ဒီ cancer ဖြစ်စေနိုင်တဲ့ပိုးထဲမှာပါတဲ့အတွက်ကြောင့်ဒီ virus ကိုလည်းပဲကျွန်တော်တို့ available vaccine list ထဲမှာထည့်တယ်ပေါ့နောက်တစ်ခါကျ influencer japanese encephalitis ရဲ့ကျွန်တော်ပြောခဲ့မှာပါတယ်နောက် malaria ဒါကျွန်တော်ကြည်ကြည်ပြည့်ပြည့်ကိုဆွေးနွေးခဲ့ပြီးပြီ measles ပြောပြီးပြီနောက်တစ်ခါကျတော့ meningococcal meningitis ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဆွေးနွေးပေးရုံမယ်ဒါ mumps ပြောပြီးသား hepatitis ကျွန်တော်တို့ထပ်ပြီးတော့ပြောပြီးမှရှိရဲနောက် meningococcal vaccine ပေါ့ဒါလည်း ဆိုတော့နောက်ပိုင်းထပ်ပြီး share ပြန်ဆွေးနွေးပေးသွားမယ့်ဟာရှိရေနောက်ကျ polymyelitis ရှိရကျွန်မပြောပြပေးသားရှိရေဆိုတော့ကျွန်မတို့အဲတချို့ဟာတွေကတော့ကျွန်မ HLF training မျိုးကျွန်မပါပြီးတော့ဟာကြတချို့ဟာတွေကလည်းပဲနောက်ပိုင်းမှာထပ်ပြီးတော့အဲသင်မဲ့ဟာတွေရှိရေနောက်ထပ်ပြီးကျွန်မဒီမှာကြိုပြီးတော့ပြောစင်တာက ဒီမှာကျင်းတဲ့ laboratory test mini ကိုကျမတို့ HLF mini lab ဒီနေနဲ့အဲတက်မှတ်တယ်ဆိုတဲ့နေရာမှာအဲမိမိတို့ဒေတာတွေမှာပေါ့နော်တေချာလေးအဲကိုယ့်ရဲ့ဒီရင်းမြစ်နယ်ပိုင်းဒေတာတွေမှာရှိရဲဒီရင်းမြစ်နည်းနည်းလေးနဲ့ပဲရောဂါဖြေထုတ်လို့ရတဲ့ဟာတွေရှိရဲအဲနောက်ရေးပေါ်ဖြစ်လာပြီဆိုလို့ရှင်လည်းပဲကျမတို့ပြင်းပြင်းဆန်ဆန်မှန်မှန်ကန်ကန်နဲ့အဲဖြေထုတ်နိုင်အောင်လို့နည်းနည်းအဲပြောမယ်သိပ်ပဲမရှုပ်ထွေးတဲ့ဟာတွေပေါ့နော်ရိုးရှင်းလွယ်ကူတဲ့ technique တွေကိုသုံးပြီးတော့ဟာစစ်လို့ရတဲ့ဟာရှိရဲအဲ့တော့ကျမတို့ cholera ရတူဆိုလို့ရှင်ထပ်ပြီးတော့တင်ပြီးဖို့လိုတာဟာအဲ fee ရဲမှာပေါ့နော်တကယ်ရောဂါဖြစ်တဲ့ ဒီအနေရာမှာစေယုံနေမှာချက်ချင်းကျွန်တော်5မိနစ်တွင်ဖြည့်သိနိုင်နေစီမံ hanging drop preparation ပေါ့နော်အဲဒါကိုကျွန်တော်ပြင်အထပ်ပြောပြပေးအောင်မယ်ဒါကကျွန်တော်တို့ဒီ hemolysis influenza နဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ကအဲဒီအပုံမှန် routine examination ပေါ့နော်လုပ်တဲ့အခါမှာဒီအကောင်ကျွန်တော်တို့ရှောက်ဖွေးနိုင်အောင်လို့အနည်းဆက်ဆုံးပေါ့နော်ကျွန်တော်တို့စစ်ဆေးလိုရတဲ့ test တွေရှိရဲဒါကကျွန်တော်တို့ဒီအဲ ဘာရှိအောင်လဲဆိုရှင်မီနီကိုကောခဲ့မီနေဂျာလေးစပါအောင်မေးတခါကျမတို့ညူမိုကောခဲ့တဲ့စီစီပါအောင်မေးပေါ့ဆိုတော့ဒါကြီးဆာရီရူဆမောက်ထပ်ပြီးတော့ခါကျတော့အဲအသေးစိတ်လေးထပ်ပြီးပြောပြပေးဖို့ရှိသေးတယ်။နောက်ဒီဘက်က pipeline vaccine နဲ့မှာကျတော့ chicken ခွဲညာနောက်တစ်ခါကျတော့အဲဒီ h coline ပေါ့နော် endotoxin နဲ့ e coline ဆိုတော့ e coline နဲ့ပတ်သက်ပြီးတော့ကျမတို့ကအရှိကဒီဟူလန်းကျောင်းမှာဝမ်မြဝမ်မြ one shot ဖြစ်စီခဲ့ပိုးမွားများပေါ့နော်ကောဇယ် agents ဒီ lecture ထဲမှာထည့်ပြီးပြပြခဲ့ပြီးဖြစ်တယ်။ တော့အဲ့ဒီမှာလေးပဲကျွန်မတို့ကဒီဝမ်ပြောင်းဝမ်ရွှေဖြစ်တယ်ဆိုလို့ရှိရင်ပုံစံအားဖြင့်ကျွန်မတို့က category နှစ်မျိုးနဲ့လေ့လာရပေါ့နော်ဒီ inflammation ရှိရကောင် inflammation မရှိရကောင်တွေဆိုရခါကြအုပ်စုနှစုဆိုရခါကြလေ့လာရတယ်။အဲ့တော့ SQL line တွေကဆိုလို့ရှိရင်ဘယ်အုပ်စုတွေမှာပါတယ်လို့ဆိုတာလေးကျွန်မအဲ့တော့ပြပြလေးလေးဖြစ်တယ်။နောက်ဟို bacteria ဆို bacteria တွေဆိုကျွန်တော်တို့ streptococcus ရှိရပေါ့နော်ဆိုတော့ streptococcus ပတ်သက်တဲ့ခါကျကျွန်တော်တို့ AS ကိုဒီ lecture ထဲမှာထည့်ပြီးတော့တော်တော်လေးတော့ကျွန်တော်လက်တွေ့နဲ့ကြည့်ဆက်ပြခါကျပြခဲ့ရလေးရှိရ ဘယ်လိုပုံစံမျိုးလဲကျွန်တော်ဖြည့်ထုတ်ဖို့လိုအပ်တယ်လေဒီရလာတဲ့အဖြေရလက်တရားပေါ့ rapid test တွေစစ်ဆေးတဲ့ဟာတွေအရဆိုရှင်ဘယ်လောက်ထိတိကျမှန်တမ်းရှိတယ်ဆိုတာရေနောက်ဒါတွေကြည့်ပဲကျွန်တော်ဘယ်လောက်ထိအောင်ကျွန်တော်အဲ လူနာယောဂအတိမ်မဲ့ကိုတက်မှတ်လို့ရတယ်လေဆိုတာလေးပဲကျွန်တော်ပြပြခဲ့ရရှိရပေါ့ဒါကကျမတို့ happy seamless ပေါ့နော်ရေယောမောဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းထပ်ပြီးဆွေးနွေးပေးမယ့်ဟာရှိရယ် HIV ကျွန်တော်တော်တော်လေးကြီးကြီးမြတ်ပြောခဲ့ပြီးဖြစ်တယ်နောက်ကကြတော့ improve influenza ပေါ့နော်ရှေးပိုင်းကျွန်တော် influenza vaccine ကိုမှမှထပ်ပြီးတော့ influenza vaccine ရဲ့ဒီဘာကြောင့်မလို့ကျမတို့ကာဝယ်ဆေးတွေပုံမှန်အဲနှစ်စင်ပေါ့နော်နှစ်စင်အစ်စ်တွေပြန်ပြီးထုတ်နေရတယ်ဆိုတာလေးအဲ့တော့ပြခဲ့ရရှိရယ်အဲ့တော့ improve vaccine ဟာလေးကျွန်တော် pipeline vaccine list မှာပါတယ်ပေါ့နော်နောက်ကကြတော့ malaria ပြောခဲ့ပြီးသား nigeria gonorrhea ဒါကျမတို့ဒီ bad တီးရီးယားတွေကဆိုတော့တော်တော်လေးစာတီကနိုင်ဂျီးရီးယားဟာအရေးကြီးတဲ့ဒီဗီဒီယိုဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအဲ routing microsoft examination မှာဒီနိုင်ဂျီးရီးယားကကျွန်တော်ဘယ်လိုမျိုးကျွန်တော်စစ်ဆေးလဲဆိုတာလေးပဲခြေပိုင်းကဒီအဲ routing examination microsoft examination နေတယ်မှာတော့အနေငယ်ပြပြခဲ့တာရှိရယ်နောက်မှလည်းပဲတစ်ပတ်ကြည့်ကြည့်ပြပြဟိုမှာ ပါရဲမပါရဲပေါ့နော်ဒီခါကျွန်တော်တို့ဆာမွန်နဲ့လာပြောခဲ့ပြီးသားပေါ့နော်အဲတိုင်ဖိုင်ရဲရှိရဲ့နန်တိုင်ဖိုင်ရဲရှိရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတိုင်ဖိုင်ရဲ့နန်ဖိုင်နန်နန်တိုင်ဖိုင်တွေကိုလေကျွန်တော်တို့တို့ကိုကိုပြအဲဘယ်လိုနားလဲဟိုလိုမလဲဆိုတော့လည်းပြပြကြည့်ပြီးဖြစ်ပါတယ်ဒီခါကျွန်တော်နိုရိုဗိုင်းရပ်စ်တရားပြောခဲ့ပြီးသားပေါ့နော်ကျွန်တော်တို့တလောလီယာလေးပဲတလောလီယာဆိုကျွန်တော်သိပြီးမကြခင်ရလာပိုင်းနေအတွင်းကလည်းပဲဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့အဲလူမှုကွန်ရက်ဒီမှာလည်းပဲဒါဟိုစိုးရိမ်နေဆိုရဲဒါလေးပေါ့နော်ဒါလေးကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Instagram Facebook မှာလည်းပဲဒါလေးထပ်ပြီးတော့အဲပြပြထားတာလေးရှိပါတယ်ပေါ့နော်ရမိုင်းလို့ တဲ့ဟာတွေရှိပါတယ်။နောက်ဆက် paratype fever, respiration syncytial virus, schistosomiasis ရှိခဲ့လား၊ tuberculosis ပေါ့နော်။ဆိုတော့ဟိုဒီမှာ tuberculosis ကဘာလို့ထည့်ထားလဲဆိုလို့ရှင်မတို့ကအာလိုအပ်တဲ့ဒီအာကောက်ဒီ TB ရောဂါကို လူကြီးပွားမှာပေါ့နော်။ဒီ ကူအန်ကာဝယ်တဲ့အနေအထားမျိုးဖြစ်အောင်လို့တီထွင်တဲ့အဆန်သက်စစ်စေးဟောက်ပြောချင်တာဖြစ်ပါတယ်အဲ့တော့လက်ရှိကျွန်တော်တို့ဒီငယ်စဉ်ကလေးဘဝမှာထိုးတဲ့ TV TV ရဲ့အဒီ tuberculosis ကိုကာဝယ်တဲ့အနေအထားကကျွန်တော် childhood immunity ပေါ့နော်ငယ်စဉ်ကလေးဘဝမှာအဲရှိတင်ရှိတိုက်တဲ့ immunity ရအောင်ထိုးရပါခြင်းရှိပြီးတော့လူကြီးဘဝတော့မပါဘူးဒါကြောင့်မို့လို့လူကြီးမှာကလေးဘဝဆီထိုးခဲ့ပြီးသားလည်းပဲလူကြီးတွေမှာဆိုတော့ TV ဖြစ်ကြရတဲ့အနေအထားဒါကြောင့်ဖြစ်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုကူဝယ်ရလေးနားလည်ဖို့လိုအပ်တယ်မိမိတို့ဘယ်လိုမျိုးအဲယောဂါဦးတည်ပြီးတော့ဟာကျွန်တော်စစ်စေးမှာလဲဆိုတာရဲ့ ဘယ်ယောဂာတွေကတော့ဘလောက်ထိကျွန်တော်တို့ဟိုကြဲကြဲပြင်းပြင်းနဲ့ဒါကာဝေးစီရဖို့လိုရတယ်ဆိုတာလေးပဲကျွန်တော်တို့ဒီအသေးစိတ်ဟုတ်တော့မှကျွန်တော်တို့သိရမယ်ပေါ့နော်နောက်တစ်ခါကျတော့အခုလိုမျိုးဒီ outbreak ပုံစံမျိုးများဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ဒါမို့လို့ရှိရင်လည်းပဲ ဒီအဲ emergency အနေနဲ့ပေါ့နော်အရေးပေါ်အသက်ကြီးရအောင်ဆိုလို့ရှိရင်ချက်ချင်းလိုက်ရင်မကော်လိုရာလိုဟာမရှိတဲ့နိုင်ငံကျွန်မဖြေထုတ်ပြီးဖို့လိုအပ်တယ်။နောက်တစ်ခုတော့ကျွန်မတို့ဒီ rapid test တွေဆိုလို့ရှိရင်ချက်ချင်းကျွန်မတို့ကအချိန်နဲ့ဒီပြင်တိဖို့လိုအပ်တဲ့ဟာတွေဆိုလို့ရှိရင် microscopic examination နဲ့ဖြစ်စေဒါမှမဟုတ်ရှင်လဲ rapid test kit တွေအသုံးပြုရဖြစ်စေကျွန်မတိဖို့အဲစစ်ဆေးပေးဖို့လိုအပ်တယ်။နောက်တစ်ခါကျအဲ့ဒီဟာကိုအခြေခံပြီးတော့အဲ့ရလာတဲ့ဖြစ်ကိုအခြေခံပြီးတော့ခါကျတော့အရေးပေါ်မှာကျွန်မလူနောက်အသက်ကြီးရအောင်မယ်ဆိုလို့ရှိရင် immediate မှာဒါကျွန်မတို့အသုံးဝင်တယ်ပေါ့ဒါကျွန်မတို့ဒါလေးကိုကျွန်မတို့ကိုယ်ကရလေးသိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြပြရတာဖြစ်ပါတယ်။ ဆိုတော့နောက်ထပ်ကျန်တာကကြာအဲ့တော့ available vaccine list ထဲမှာ rabies ပေါ့နော်ပါတယ်ဒါအရှိန်အဟကျွန်မတို့ပြပခဲ့တဲ့ထဲမှာပါတယ်ပေါ့နော်ဟိုလိုလဲလိုအပ်တယ်အတူတူပြကျွန်မတို့ဒီ ဟိုဟာပေါ့အနေရများတဲ့အုပ်စုတွေဆိုလို့ရှင်တော့ဒီ rabies ကဆိုလို့ရှင်ထိုးကျပြီးတော့ထိုးရအောင်မယ်မထိုးတော့ဆိုလို့ရှင်တကယ်ဖြစ်လာမှဆိုလို့ရှင်မှာကာဝယ်နိုင်စွမ်းကအဲမရှိသလားဖြစ်တယ်ပေါ့ကြောက်ကျွန်တော်တို့ဒီ rabies ခါလဲပဲလိုအပ်လို့ရှင်ထိုးရအောင်မယ်ထဲထဲမှာပါတယ်နောက် rotavirus ပြောပြီးသား rubella tetanus နောက် tick borne encephalitis နောက် tuberculosis အဲဒီမှာဒီ tuberculosis ကကြောက်ကျွန်တော်တို့ငယ်စဉ်ကလေးဝါထိုးတယ်ဒီ tb ကာဝယ်စီ ပုံစံမျိုးပြောချင်တာဖြစ်တယ်ပေါ့နော်အခု pipeline vaccine နဲ့မှာပါတဲ့ဟာကခုနကကျွန်မပြောလူကြီးအဲ TV ပုံစံမျိုးကိုပြောချင်တာဖြစ်တယ်ပေါ့နော် type 5 fever cell လား yellow fever ပေါ့ဒါရဲကျွန်မတို့ available vaccine list ထဲမှာပါတယ်ထူထားလို့လည်းရတယ်အဲဖွံ့ဖြိုးပြီးသားနိုင်ငံတွေကကြတော့ကျွန်တော်တို့တကယ်အဲသူတို့ချိန်မှာကြတော့အရင်မလိုအပ်တဲ့ဆေးမျိုးတွေဆိုလို့ရှိရင်ပေါ့ဥပမာလုံးဝ endemic လည်းလုံးဝမရှိတော့ဆိုလို့ရှိရင်တော့ထိုးစရာအဲဒီမှာပါအောင်ဆိုလို့ရှိရင်တော့တချို့ဟာတွေကိုသူတို့ skip လုပ်ခဲ့ကြတာများတယ်။ဒီချိန်မှာထိုးကြလဲဆိုလို့ရှိရင်အဲယောဂဖြစ် ြစ်တဲ့နေရာမှာ endemic ဖြစ်တဲ့အတိုင်းပြည်ကိုသူတို့ခီးသွားရမယ်အ travelers ဒီ vaccine ပုံစံမျိုးပေါ့နော်ထိုးမဲ့ဆိုလို့ရှိရင်တော့ဒီလို vaccine တွေ list တွေအနေနဲ့ဟောသူတို့ရွေးချယ်ပြီးတော့လိုအပ်တဲ့ပုံစံတိုင်းပေါ့နော်ဆရာဝန်ညွှန်ကြားတဲ့အချိန်သက်ဆိုင်ရာဒီဆက်မိုက်ထိုင်တိုင်းညွှန်ကြားတာလည်းထိုးကြတာများရပေါ့ဆိုတော့ဒါကပါလေဆိုလို့ရှိရင်ကာဝယ်ဆေးတွေနဲ့ပတ်သက်ပြီးတော့ခါကြတော့ WHO အနေနဲ့သတ်မှတ်ထားတဲ့ available vaccine list နဲ့ pipeline vaccine list ဖြစ်တယ်ကျွန်တော်လိုအပ်တဲ့ဒီရောဂါအနေနဲ့ပတ်သက်ပြီးတော့ခါကြတော့ဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားမယ်လက်ချာရေးလက်ရှိရေးပြောကြမလို့လက်ရှိဒီမှာဒီလောက်နေကျွန်တော်တို့တည်ထားမယ်ဆိုလို့ရှိရင်ရပြီပေါ့နော်